ားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေជួបဆိုပါတယ် Champion Pay တက်တဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့မနေ့ကတုန်းကခွန်ကာကတ်ဆုံရဲ့ကမ္ဘာဖလားချေစပွဲမှာပနားမာတို့ဟီတီတို့ချေစပွဲအောင်တဲ့ကြားထဲမှာနောက်ထပ်စိတ်ဝင်စားစရာကလူကြီးတသိန်းခွဲပဲရှိတဲ့ကျွန်းနိုင်ငံလေးဖြစ်တဲ့နိုင်ငံကချစ်ပွဲအောင်သွားခဲ့တာဖြစ်တယ်ဆိုတော့လူကြီးတသိန်းခွဲပဲရှိတဲ့ဒီနိုင်ငံလေးက World Cup Qualify ရဲ့ တမိုင်းတလျှောက်မှာပထမဆုံးအကြိမ်ဖြစ်ခြေစပွဲ အောင်ခဲ့တယ်။အဲ့နိုင်ငံကတော့ကာရာအိုကာဆိုတဲ့နိုင်ငံလေးဖြစ်ပြီးတော့ခုလက်ရှိမှာသူတို့က record breaking မှတ်တမ်းနဲ့တမိုင်းဝင်ခြေစပွဲအောင်ခွင့်ရရှိသွားတာဖြစ်တယ်။ဒီချိန်ထဲမှာပဲမနေ့က World Cup qualify မှာခြေစပွဲ အောင်တဲ့အထက်မှာဥရောပဆုံးတဲ့က Belgian ခြေစပွဲအောင်နဲ့ Switzerland ခြေစပွဲအောင်နဲ့ Spain ခြေစပွဲအောင်နဲ့ Scotland ကတကယ့်ကိုနောက်ကျကိုနှစ်ကိုနဲ့ Denmark ကိုနိုင်ပြီးတော့သူတို့လည်းခြေစပွဲအောင်ပြီးတော့လက်ရှိ New America တိုက်ကပနားမ နဲ့ဟီတီလေးချစ်ဝက်အောင်မြင်ခဲ့တာဖြစ်တယ်။တစ်ချိန်တည်းမှာပဲကမ္ဘာဖလားချီစပွဲရဲ့ပလေးအော့ကိုရောက်သွားတဲ့အတွက်ကြောင့်ဆိုပြီးတော့ဂျမေကာလူမျိုးစင်အသင်းရဲ့နီးပြစတီမက်ကလာရင်ကတော့နီးပြရာဒူကနှုတ်ထွက်သွားပြီးတော့ဒါသူ့အနေနဲ့ဂျမေကာအသင်းနဲ့လမ်းခွဲသွားပြီးဖြစ်ကြောင်းအတည်ပြုကြေညာလိုက်ပြီးဖြစ်တယ်။ဒါလက်ရှိမှာတော့ဂျမေကာအသင်းကသူတို့ကမ္ဘာဖလားချီစပွဲအောင်ဖို့မျှော်လင့်ထားခဲ့ပြီးတော့မှအခုလိုမျိုးချီစပွဲမအောင်ခဲ့တဲ့အတွက်သူတို့ဘက်က လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်းကိုအတည်ပြုကြေညာခဲ့တာပါအမှတ်မှာတော့လီယိုမက်ဆီကဘာစီလိုနာ အသင်းကိုကစားမဘွားနဲ့ပြန်လာတော့မှပုံချောင်ဖာဘီစီယိုကအတည်ပြုလိုက်တယ် ဘာဆိုနာတင်းကလီယိုမက်ဆီကိုချိန်ချိန်မှာဂုဏ်ပြုပွဲဖြစ်ပြုလုပ်ပေးဖို့ရှိပေမဲ့လက်ရှိမှာတော့ဘာဆိုနာအသင်းအနေနဲ့လီယိုမက်ဆီကိုပလေယာအနေနဲ့ပြန်လာတော့မှာမဟုတ်ပဲねဂုဏ်ပြုပွဲဖြစ်တာတွေ့မြင်ရတော့မှာဖြစ်တယ်ဆိုပြီးတော့ဖာဘီစီယိုကအတည်ပြုထားပါတယ် FC ဘာဆိုနာအသင်းရဲ့ကွင်းလေကစားမဘက်ထရီအပါဝင်ဇာမအချို့ပြန်ကောင်းနေပေမဲ့ဘက်ထရီကတော့အနေငယ်နားရမှာဖြစ်တယ် Rafinha Yama အပါဝင်တချို့ကစားသမားတွေဟာ international break ပြီးမှတေချာပေါက်ပြန်ပါမှာဖြစ်ကြောင်းကြေညာထားပါတယ်။ Barcelona က Athletic Club နဲ့ပွဲကိုတေချာပေါက်သူတို့ဘက်က Spotify Camp မှာကံမာလို့အတည်ပြုထားလို့ Eintracht Frankfurt နဲ့ကံမဲ့ Champions League ပွဲကိုမှသူတို့ဘက်ကဒီပွဲမှာ Champions League ကစားမှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ Karim Benzema ကတော့ Real Madrid ကထွက်ခွာသွားခဲ့ပြီးနောက် Saudi မှာပျော်ရွှင်နေလို့2026မှာတော့တကြော့ပြန်အသင်းကထွက်ခွာပွဲရှိကြောင်းအတည်ပြုပေမဲ့နောက်ထပ်နှစ်နှစ် ်လောက်တော့ထပ်ပြီးဘောလုံးကစားဖို့ရှိချောင်ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းကအခုတနေ့တုန်းကမက်ဒရစ်မှာ NFL ပွဲကျင်းပခဲ့တယ်အမေရိကန်ဖုတ်ဘောဖြစ်တဲ့ NFL ပွဲကျင်းပတဲ့အခါမှာရီယယ်မက်ဒရစ်အသင်းကစုစုပေါင်းပေးသက်9800ရှိတဲ့ဝင်ကြီးမှာ4200လာရောက်ကြီးရှုခဲ့ပြီးတော့ရီယယ်မက်ဒရစ်အသင်းကစုစုပေါင်းဒါအမေရိကန်ဒေါ်လာယူရို20တန်းထိဝင်ဝေရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါအက်တလတီကိုမက်ဒရစ်ကဒီဂိုစီမီယိုနီကအခုလျာအေဗာရက်စ်ကိုရောင်းထုတ်သွားဖို့အစီအစဉ်မရှိချောင်းဖော်ပြလျက်ရှိတယ်အေဗ Everest ကသတင်းတွေထွက်နေတဲ့တန်း150နဲ့ထွက်မယ်ဆိုတဲ့သတင်းတွေကိုညှင်းဆန်းထားပြီး Everest ကအသင်းမှာတရားပေါင်းဆက်ရှိပြီးစာချုပ်တက်တန်းထတိုးမှာဖြစ်တယ်လို့ဆိုပါတယ်။ Napoli အသင်းကလည်း Antonio Conte နဲ့လမ်းခွဲမှာမဟုတ်ချောင်းတဲ့ထွက်ပေါ်လာတဲ့သတင်းတွေကိုညှင်းဆန်းလိုက်ပါတယ်။အစောပိုင်းတုန်းက Conte တယောက် ကလကလန်းခွဲသွားပွဲရှိပြီးတော့လွေယာတီမှာနောက်ထပ်အသင်းတစ်ခုရှာဖွေနိုင်သလိုနာပိုလီသင်းရဲ့လက်ရှိရလဒ်တီကြောင့်အသင်းကနေဆုတ်ခွာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်တယ်။မတ်ဆလဂရီကဒီယာတီမှာသူတို့ရဲ့အဓိကပြင်ပဟာစကူတတိုစီးရီအမပေးချန်ပီယံစုပလာဖြစ်ကြောင်းကြေညာခဲ့ပြီးချန်ပီယံစုပလာရဖို့ ဖေချာပေါက်ရယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်အခုလောလောဆယ် AC Milan အသင်းကမိုက်မန်ဂျောကိုတတ်တန်းထပ်တိုးဖို့ကြိုးပမ်းနေပေမယ့်ဒီကိုသမားကကလပ်ကထွက်ခွာဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့တတ်တန်းမတိုးချောက်မီလန်နဲ့ကြီးညာလိုက်တယ် အဲ့အတွက်ကြောင့် AC Milan ရဲ့အသက်30ရွယ်ဂိုးသမားကို Bayern Munich နဲ့အပြိုင် Chelsea တင်းကစိတ်ဝင်စားလျက်ရှိတယ်။ Chelsea ကမိုက်မန်ယိုကိုပြီးခဲ့တဲ့နိုယာတီတုံးတဲကခေါ်ယူဖို့ပြက်ပြက်ခဲ့တဲ့နောက်ဆက်တွဲအနေနဲ့ထပ်ပြီးခေါ်ယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Chelsea တင်းရဲ့ကွယ်လက်စားပါခိုးပါမာလည်းပြန်လည်လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့မကြမီပြန်ပါဖို့ရှိနေပါပြီ။ဖြည်းဖြည်းဖြည်းနဲ့သူ့ရဲ့ဒဏ်ရာတတ်တာလာပြီးတော့ Chelsea ဘက်ကတော့ ခိုးဖာမာကာလာရှီချာထပ်ပြီးဒဏ်ရာရတာတွေကိုရှောင်ရှားဖို့တတ်နိုင်တဲ့ဗျကူးဆိုင်သွားမယ်လို့ဆိုပါတယ်ချက်စီအတင်းကနောက်ခံလူတစ်တယောက်တေချာပေါက်ခေါ်ယူมาဖြစ်ပေမဲ့ခေါ်ယူမဲ့အချိန်ဟာနွေရာသီဈေးကွက်မှာပဲဖြစ်မှာဖြစ်တယ်လို့ဆိုထားတယ်ဆိုပိုင်းလုံးကချက်စီကနောက်ခံလူတယောက်ခေါ်ဖို့စဉ်းစားပေမဲ့ ဒဏ်ရာပြဿနာတွေရှိသည့်တိုင်အောင်သူတို့အသေးနေနဲ့ exercise ကိုတော့အသေးရဲ့ squat ထဲကိုပြန်ခေါ်ထားပြီးတော့ခံစစ်မှုတယောက်ကိုတော့လောလောဆယ်ခေါ်ယူသွားဖို့အစီအစဉ်ရှိပဲလိုရာဒီမခေါ်ယူမယ်လို့ဆိုပါတယ်အာစနယ်တင်းရဲ့နောက်ခံလူဂါဘရီယဲတယောက်တလကနေနှစ်လထိနားရပွဲရှိချောင်းဖော်ပြလာပါတယ် BBC နဲ့ Athletic Report ရဲ့ဖော်ပြချက်အရဂါဘရီယဲရဲ့ injury ပြဿနာဟာအနည်းငယ်ဆိုးဝါးလာတဲ့အတွက်ကြောင့် ဇန်နဝါရီလထီတောင်နားရပွဲရှိကြောင်းဆိုထားပြီးအာဆနယ်သင်းရဲ့တိုက်စင်ဘူးခိုင်ဟာဘက်ကလည်းဂျမ်ဘီလဝင်းစင်နီးပြဂျူလီယန်နာဂက်စမန်ရဲ့ရပိုးရာဆိုရင်ဒဏ်ရာပြဿနာကိုစူးစမ်းကုသရင်ပြန်လဲရီကာဘာလုပ်ရင်အသေးစားဒဏ်ရာရရှိတဲ့အတွက်သူလဲနှစ်ပတ်နဲ့သုံးပတ်လောက်ကနေဒီဇင်ဘာလအတွင်းကျမှာပဲ ပြန်ပါနိုင်ပွဲရှိကြောင်းဆိုပါတယ်အာစနယ်သင်းကအခုလောလောဆယ်မှာရေမတွေးရဲ့ဝူဒွီကိုကိုချစ်ကပ်ရရှိကြောင်းပေါ်ပြလာတယ်အထူးဖြင့်မြောက်မီလတန်ကလပ်ကဆောင်းရတီမှာဝူဒွီကိုဓမ္မမုံအန်ထရန်စမန်ယိုကိုစိတ်ဝင်စားပြီးတော့မတွေးကစားမကိုယူရိုတန်း60လောက်နဲ့ခေါ်ဖို့ဆန္ဒရှိကြောင်းပေါ်ပြလည်းရှိပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့လက်ရှိလူအားကိုကျင့်တက်လည်းရှိတယ်ဒါပေမဲ့ဒီဆောင်းရတီမှာကွင်းတဲ့ကစားမအသစ်ခေါ်ယူဖို့ကသူတို့အတွက်ဖြစ်နိုင်ခြင်းနည်းကြောင်းတယ် ရိယာတီမပဲကွင်းလေကစားမကိုအားဖြည့်ပွဲရှိကြောင်းဖော်ပါတယ်လက်ရှိနေထားရမန်ယူနိုက်တက်ဒီနီးပြရူပင်အမူရကတော့သူ့ရဲ့တပည့်ဟောင်းမော်ဒန်ဝိုက်မန်ကိုခေါ်ဖို့ဆန္ဒရှိပေမဲ့ယူနိုက်တက်ဘုံဖွဲကစောင်းရတီထက်ရိယာတီတီစောင်းဖို့မျှော်လင့်ထားတာပါဂျောရှွာဆက်စီကိုပရီးမီယာလိဂ်ကလပ်တွေကဝက်ဆန်ယူနိုက်တက်အေဗာတန်အသင်းနဲ့ရိုမာကဆက်သွယ်ထားတယ်ယူနိုက်တက်ကအသက်၁၄နှစ်ရွယ်ရှိတဲ့ဒီကစားမကိုပိတ်ပင်ထားတယ်ဘန်ဂျမင်ရှက်စကိုရဲ့ဒဏ်ရာကြောင့် ၃ပတ်နဲ့၄ပတ်လောက်နားအပွဲရှိတဲ့ကြောင့်ဇက်စီကိုထွက်ခွင့်ပေးမှာမဟုတ်ပေမဲ့ လာမကတော့အသင်းပြောင်းရွှေ့ဖို့ကြိုးပမ်းနေဆဲဖြစ်ကြောင်းဆိုပါတယ်မန်ယူနိုက်တက်အသင်းကအခုလောလောဆယ်မှာဟာရီမကွိုင်းယားကိုတကယ်လို့တတ်တမ်းမတိုးခဲ့ခြင်းမာဂီဟီကိုအစားထိုးခေါ်ယူဖို့စဉ်းစားနေဆဲဖြစ်ပြီးတော့ဒါအခုလောလောဆယ်အနေထားရမာဂီဟီရဲ့အခြေအနေကိုလေ့လာနေတယ်မကွိုင်းယားကိုသူတို့တတ်တမ်းမတိုးဖို့ဆုံးဖြတ်ခြင်းတော့မာဂီဟီကိုအလွတ်နဲ့အခြားပြိုင်ဘက်တွေကိုကြော်ပြီးခေါ်ဖို့ကြိုးပမ်းနေတာပါကိုဘီမင်းနူးကိုမန်ချက်စတာယူနိုက်တက်ကတတ်တမ်းထပ်တိုးပြီးအငှားချဖို့စဉ်းစားနေပါတယ်ဒီစားမလေးကိုယူနိုက်တက်က2000 ောက်29တိစာချုပ်ရှိရာကနေကာလာရှိချာတက်တန်းတိုးပြီးတော့ဒါအငှားချသွားပွဲရှိချောင်းပေါ်ပြလျက်ရှိတယ်လီဗာပူးအသင်းကအန်ထွန်စမန်ညိုကိုခေါ်ယူခြင်းနဲ့အသင်းတွေတဲ့တသင်းပါဝင်ခဲ့တယ်65တန်းရိုချင်းစာချုပ်နဲ့ခေါ်ယူခွင့်ရှိမဲ့သူကိုစောင်းရတီမှလီဗာပူးကဆာလတ်နီယာအစားထိုးချင်တာဖြစ်ပြီးတော့ဒါဒေးဗစ်အွန်စတိန်နဲ့ဖာဘီဆူရဲ့ရပိုယာဆိုရင်အန်ထွန်စမန်ညိုကိုလိုက်တဲ့နှစ်သင်းမှာလီဗာပူးနဲ့အာစနယ်အသင်းဖြစ်တယ်လို့ဆိုပါတယ်လီဗာပူးအသင်းရဲ့ကွင်းနဲ့ကလာမာဖလိုရီယန်ဗက်စ်က International Break မှာ သူ့ပေါ်ယုံကြည်မှုအများကြီးပြန်ကောင်းလာပြီးတော့ဒုတိယယာတီဘက်တစ်လျှောက်မှာသူ့ရဲ့ပုံစံကောင်းကိုပြန်ရဖို့ဒါသူ့ဘက်ကယုံကြည်မှုအပြည့်အဝရှိတယ်လို့ဆိုပါတယ်လီဗာပူးအသင်းအနေနဲ့ Ryan Gravenberch နဲ့ Dominic Szoboszlai တို့နှစ်ယောက်စလုံးကိုတက်တန်းထပ်တိုးဖို့လုပ်နေပြီးတော့ဒီစားမနှစ်ယောက်စလုံးကိုဥရောပထိပ်တန်းကလပ်တွေကစိတ်ဝင်စားသည့်တိုင်အောင် ာလရှိချာတက်တန်းထပ်ပူးသွားမှာဖြစ်ကြောင်းဆိုထားပါတယ်ထော်တန်ဟော့စပါအသင်းကသူတို့အန်ထရန့်စမန်ယိုကိုစိတ်ဝင်စားနေတည်တိုက်အောင်သူတို့ရဲ့အဓိကဆောင်းရာသီပြင်မှာဟာ တိုက်စစ်မှုသာဖြစ်ကြောင်းဆိုထားတဲ့တိုက်စစ်မှုတယောက်ကိုသူတို့ရအောင်ခေါ်ဖို့ဆန္ဒရှိပြီးတော့တိုက်စစ်မှုတယောက်ခေါ်ယူมาဖြစ်ပေအခုလောလောဆယ်အနေထားရသူတို့အနေနဲ့အိုင်ဗန်ထိုနီကိုရဖို့ခက်ခဲပေမဲ့တိုက်စစ်မှုတယောက်ရဖို့တော့မျှော်လင့်ထားတယ်လို့ဆိုပါတယ်စပါတီကမြောက်လန်တန်တာဗီပွဲမတိုင်ခင်ဒဏ်ရာပြဿနာတွေများစွာရှိနေတဲ့ပေါ်စိတ်ပြတ်နေတယ်ဒီနေ့ကဂါဘရီယယ်လိုပဲဖပါမာတဆာနဲ့စီလီကွန်နဲ့ဘရာဇီးပွဲမှာအင်ဂျူရီဖြစ်တဲ့နောက်ဒီပြသောမတ်ဖရန်က ဒဏ်ရာတွေဟာသူတို့သိမ်းအတွက်တကယ်ကိုထိုးနှက်ချက်တစ်ခုဖြစ်ပြီးတော့ဒီအပီမှာတကယ်ကိုရုန်းကန်နေရတဲ့အခြေအနေမျိုးရှိကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးအသင်းကသူတို့အသင်းရဲ့နောက်ခံလူရိုင်းရဲ့အက်နော်ရီကိုခွင့်ရတီချာပေါက်ပေးဦးမှာဖြစ်ကြောင်းဆိုထားတယ်အခုလောလောဆယ်မှာနီကိုအိုရိုင်လီကအဲ့ position ကိုရရှိနေတာဖြစ်တယ်။ Wolverhampton ကနေတန်း90ချိုတိပေးထားရတဲ့ Agnoli ရဲ့အခွင့်အရေးပြန်ရမှာဖြစ်ပြီးတော့ Guardiola ကအလှည့်ကျပုံစံဟာ သူ့အသင်းအတွက်အရေးပါတဲ့အစီအစဉ်ဖြစ်ကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးနေနဲ့ရာသီကုန်မှာမက်ထီယိုကိုဗချစ်နဲ့လမ်းခွဲဖို့ပြင်ဆင်နေပါတယ်ဘန်ယာပြဿနာတွေကြောင့်ကာလာရှိချာနားနေတဲ့ကိုဗချစ်ကဒါအသင်းနဲ့လမ်းခွဲသွားဖို့ရှိလို့ဒီယာတီမာနီကိုဂွန်ဆာလက်ရဲ့ပေါ်ဖော်မန့်ကြောင့်စီးတီးကသူ့နဲ့ လမ်းခွဲဖို့ပြင်ဆင်နေတာဖြစ်တယ်။မစီဒီနေနဲ့အခုခရိုဒီယိုအက်ရှာဘော်ဘီကိုပြန်ခေါ်ပြီးတော့အငှားထက်ချဖို့လုပ်နေသလိုသူတို့ဘက်ကလိုအပ်ရင်တောင်ပန်ကစားမတစ်ယောက်ကိုလည်းစိတ်ဝင်စားစေဖြစ်တယ်။ဒါရင်မတွေးရဲ့ရူဒီကိုကိုစိတ်ဝင်စားနေစေဖြစ်သလိုစီဒီနေနဲ့ကစားမတစ်ယောက်လောက်တော့ထပ်ပြီးတော့တိုက်စစ်ပိုင်းအတွက်အားဖြင့်ပွဲရှိကြောင်းဖော်ပြထားတဲ့ Newcastle United အသင်းရဲ့ဝင်လေကစားမဆန်တူထူနာလီကိုကလပ်အသင်းကကာလာရှိချာတက်တန်းထပ်တိုးမှာအစောပိုင်းတည်းကသဘောတူညီမှုရရှိထားတဲ့ဆန်တူထူန ာလီကိုဒါဂျူဗန်တက်စ်တို့အေစီမီလန်အသင်းတွေကခေါ်ယူခြင်းပေမဲ့ယူကာဆဲကသူ့ကိုတင်ချပေါက်စထိန်ထားမှာဖြစ်ကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးခေါ်ဖို့စိတ်ဝင်စားနေတဲ့ယူကာဆဲနောက်ခံလူတီနိုလစ်ဘရမန်တို့ကိုအက်ဒီဟောင်းကခွင့်ပြုမှာမဟုတ်လို့အက်ဒီဟောင်းကိုလည်းကလပ်ဘက်ကနေဒါထောက်ခံမှုအပြည့်နဲ့စောင့်ရသည်မှာပံ့ပိုးမှုတွေပြုလုပ်ဖွယ်ရှိကြောင်းဆိုထားပါတယ်အက်ရှူဗီလာအသင်းကအခုလောလောဆယ်မှာတိုက်စစ်မှုအတွက် အစားဖြုတ်မဲ့ကစားမအချို့ခေါ်ယူဖို့ဆန္ဒရှိပြီးတော့ဂျီဒန်ဆန်ချိုကိုစောင်းရတီမာတောင်ပြန်ပို့ဖို့ဆန္ဒရှိနေတယ်။သူတို့ဘက်ကဆန်ချိုကိုခေါ်ယူထားပြီးခဲ့ကတောက်လျှောက်ရုံးကန်နေရတဲ့အတွက်ဗီလာကဆန်ချိုရဲ့အခြေအနေကိုစောင့်ကြည့်နေပြီးသဘောမကျရင်အငားကနေ United ကိုပြန်လုပို့ရှိချောင်းဖော်ပြလေရှိပါတယ်။တစ်ဖက်မှာတော့ Brighton အသင်းက Carlos Baliba ကိုစောင်းရတီမာတော့တေချာပေါက်ထွက်ခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ ဝိယာဒီမပေသူကြိုက်ကြီးရမှာခွင့်ပြုမယ်လို့ဆိုထားပါတယ်ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်